ထရူဂျာပြည်ရင်သတင်းများကဥစွာတင်ဆက်မယ့်သတင်းကတော့မိထီလာရင်ပျောက်ဆုံးနေတဲ့အသက်9နှစ်အရွယ်မိန်းကလေးငယ်အောင်ဆာလာအိတ်အတွင်အပုံနှံထရမတွေ့ရှိတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးတိုင်းမေထီလာမြို့နယ်ကွက်ငယ်အိုစုတဟတန်းဇီဝရင်အသက်9နှစ်အရွယ်မိန်းကလေးပြောက်ဆုံးနေရအပုံနံထွက်နေတဲ့ဆလာရီအတွင်တွေ့ရှိရမှုဇွန်လ17ရက်နနက်7:00နာရီခန့်ကဖြစ်ပွားကြောင်းသိရပါတယ်။အဖွားနဲ့အတူနေတဲ့အသက်9နှစ်အရွယ်ကျောင်းသူလေးကကျောင်းသွားတဲ့အချိန်ပြောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းဇွန်လ9ရက်ကပြောက်ဆုံးခြင်းဖြစ်ပြီးဇွန်လ17ရက်နနက်ပိုင်းတွင်ကျေးရွာနယ်ငါးဖလုံခန့်အကွာဂန္ဓာယာတော်ချုံပုတ်ထဲမှအပုံနံထွက်နေတဲ့အိတ်သလုံးကိုစေကျောင်းသူတဦးကတွေ့ရှိအသိပေးရမှု မှာရုပ်အလောင်းအားတွေ့ရကြောင်းသိရပါဗျ။ရုပ်အလောင်းမှာဒဏ်ရာတွေခန္ဓာကိုယ်အနှံ့တွေ့ရပြီးငွေကျပ်၅သိန်းနဲ့ငွေတရံပြောင်းဆုံးနေကြောင်းသိရကပြည်မှုကျွလွန်သူကိုဖမ်းဆီးရမိရှင်မိထီလာမျိုးမရဲစခန်းကရှာဖွေနေခဲ့ကြောင်းသိရပါဗျ။ကလေးမလေးကိုတပ်ဖြတ်ခဲ့သူတွေဟာစံပြတဟတန်းကျေရွာမှာပဲနေထိုင်နေဆိုမင်းအောင်နဲ့လင်းစာနီဆိုဆိုသူလင်မယားအဖြစ်ကကလေးငယ်ရဲ့ငွေကိုလူယူပြီးတပ်ဖြတ်ကအလောင်းကိုစွန့်ပစ်ခဲ့တာဖြစ်တယ်လို့ထပ်ဆိုကြောင်းသိရပါဗျ။ဇွန်လ12ရက်ကတရားခဏတွေကိုဖမ်းဆီးရမိတာဖြစ် ဖြစ်ပြီးမိထီလာမြို့မရဲ့စကံမှာအေးအေးဆောင်ရလျက်ရှိတယ်လို့သိရပါရဲ့ရှင်။ နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ထိုင်းနိုင်ငံကန်ချန်နဘူရီခရိုင်တွင်တရားမဝင်ခုံဝင်လာသောမြန်မာနိုင်ငံသား12ဦးကိုဖမ်းဆီးရမည်တဲ့တဲ့ရင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံကန်ချန်နဘူရီခရိုင်တွင်တရားမဝင်ခုံဝင်လာသောမြန်မာနိုင်ငံသား12ဦးကိုဖမ်းဆီးရရှိကြောင်းထိုင်းအာဏာပိုင်များကတဲ့ရင်ထုတ်ပြန်ထားပါတယ်။ဇွန်လ13ရက်နေ့ည8:00နာရီမိနစ်30အချိန်ကန်ချန်နဘူရီခရိုင်အတွင်ထိုင်းစစ်တပ်ရဲနဲ့လွှမ်းကြိုးရေးပူပေါင်းအဖွဲ့ကခေချစစ်ဆေးနေစဉ်တိုယိုတာအနက်ရောင်ပစ်ကက်ကားတစ်စီးကိုစစ်ဆေးခဲ့ကြောင်း၎င်းကားပေါ်တွင်မြန်မာနိုင်ငံသား ဆက်နှဦးလိုက်ပါလာပြီးကားမောင်းသူမှထိုင်းနိုင်ငံသားဖြစ်ကြောင်းသိရပါရယ်အဆိုပါကားမှာကားမောင်းပြည်ရန်စူးစားခဲ့တော့လဲထိုင်းအနာပိုင်များကလိုက်လံဖန်စီရမှကားရောလူပါဖန်စီရရှိပြီးကားပေါ်ပါမြန်မာနိုင်ငံသားဆက်နှဦးကိုလည်းဖန်စီရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ရှင်